ုံမှာကျူတီကျူတီကတဲ့ဒေါင်း PQR8 ထွက်ပိုင်းပြီဒီကျူတီဟာဒီတောင်းတစ်ခုကိုထွက်ပိုင်းတယ်ဒီတောင်းတစ်ခုထွက်ပိုင်းဒီတောင်းတစ်ခုကို alpha နဲ့ beta လို့ထားလိုက်မယ် alpha နဲ့ beta ကညီတယ် alpha နဲ့ beta ကတူတယ် s တီတဲ့ဒီ s ကတဲ့ကျူတီပေါ်မှာအမှတ်တစ်ခုဖြစ်ပါတယ်တဲ့ SH တောင်းမှာဒီ SH ကတောင်းမှာကြာပါတယ်ဒီနေရာ90 degree ့လို့ရှိရင် PQ ပေါ်မှာတောင်းပန်ကြတယ် SY ဒီ SY က QR ပေါ်မှာတောင်းပန်ကြပါတယ်တဲ့လို့ရှိ SH is equal to SH နဲ့ SY နဲ့တူချောင်းပြခိုင်းတယ်ဒီ SH ဆိုတဲ့မြင်းနဲ့ဒီ SY နဲ့မြင်းတူချောင်းပြခိုင်းတူချောင်းပြခိုင်းတယ်ဆိုလို့ရှိရင်သတိကနှစ်ခုကထပ်တူညီချောင်းပြနိုင်ရေး ီတတိယသေးသေးလေးနှစ်ခုကိုထပ်တူညီအကြောင်းပြနိုင်လေဆိုလို့ရှိရင်ဒီ SI နဲ့ HY က light pattern light pattern အနာ light pattern အနေနဲ့ညီမယ်ဒါပေမဲ့သူကဒီတတိယနှစ်ခုထပ်တူညီတယ်ဆိုလို့ရှိရင်သူ့အလိုလိုနေရင်ကြံနေတဲ့ light pattern တွေ light pattern တွေတူတယ်သူဒီ light pattern နဲ့ light pattern ဖြစ် light pattern နှစ်ခုဖြစ်တော့မှာဖြစ်ပါတယ်เนาะဒါဆိုလို့ရှိရင်ဒီတတိယနှစ်ခုကိုခေါ်ပြီးလို့ရှိရင်အာထပ်တူညီလိုက်မယ်တတိယ Q S H ဒါဒီလိုခေါ်လဲရတယ် Q S Y လို့ခေါ်လိုက်ရမယ်ဒီလိုခေါ်လိုက်မယ် Q S H တရိကံ Q S H နဲ့တရိကံ Q S Y Q S Y တို့တွေနော်တို့တွေမှာဆိုလို့ရှိ alpha is equal to beta ပေးချက်အနေနဲ့တူတယ်ပေးချက်အနေနဲ့သူကထဝက်ပိုင်းထားတယ်ဆိုပြောတဲ့အတွက်ကြောင့်ကျွန်မတို့ကပေးချက်လို့ထားလိုက်တယ်နောက်ဒီနေရာဒီနေရာဒီ ဒီဓာတ်ကိုခေါ်မယ်ဓာတ် QXX ဓာတ် QSS is equal to ဓာတ် QYS ဓာတ် QYS ဘယ်လောက်လဲဆို90 degree ဖြစ်ပါတယ်ဓာတ်မှန်ဒီမှာဆိုရဲသူကဓာတ်မှန်ကြတယ်ဓာတ်မှန်ကြတယ်ပြောလိုက်တော့90 degree နောက်တစ်ခုဒီ QS ဆိုတဲ့အနားကလည်းပဲ ဒီတတိယမှာလည်းပါတယ်ဒီဘက်တတိယမှာလည်းပါတယ်ဒါကြောင့်မို့ QS equal to QSD ဘုံအနာဘုံအနာဖြစ်သွားမယ်ဒါကြောင့်မို့ဒီတတိယနှစ်ခုဟာဒီ၃ချက်နဲ့၃ချက်ရှိတယ်ဖြစ်တဲ့အတွက်ကြောင့်သူကညီမယ် QSH ထပ်တူညီမြခြင်းတတိယ QSY ဘာနဲ့ထပ်တူညီမြခြင်းဖြစ်မဲ့လဲဆိုလို့ရှိရင်ဒေါက်၂000နဲ့အနာဒနာဒေါက်၂000နဲ့အနာဒနာဖြစ်တဲ့ကြောင့်သာ ဌာနထတူညီစီမြင်တဲ့တူမှာဖြစ်ပါတယ်။ဒါကြောင့်ဒီတတိကံကခုထတ်တူညီွားပြီလို့ရှိရင်ကြာနေတဲ့အနားတွေတောက်ပြီးအလုံးကလိုက်ဖက်အနားလိုက်ဖက်တောက်အနေနဲ့တူမယ်။ SH equal to SYT လိုက်ဖက်အနားဖြစ်ပါတယ်။